ဇမဲအခုကျွန်တော်ပြထားတဲ့ပုံတွေကလူကိုတိကြတာမျိုးရှိတွေကတိကောင်းတိနိုင်ပြီမဲ့ဗဒက်တွေအကျန်းဖက်နေပိတ်တွေကတော့သူ့အကြောင်းတိကြမှာမဟုတ်ဘူးသူကရခိုင်သားနာမည်ကနန်းနိုင်ထွန်းတဲ့ပုံမူတယောက်ကရင်သွားမလားကချင်သွားမလားကရင်နီသွားမလားအဘတွေကရွေးချယ်ခွင့်ပေးတဲ့အခါအပေါ်ကပေးတဲ့နေမြေသုံးခုစလုံးကိုမရွေးချယ်ပဲရခိုင်လူမျိုးဖြစ်တဲ့အတွက် အနီးတွေကိုထောက်ပံ့နေတဲ့အေအေကိုပဲပြန်တိဖြုတ်ချင်တယ်ဆိုပြီးရခိုင်ကြောက်ဖြူနေမျိုးကိုရွေးချယ်သွားတယ်သူအခုကြောက်ဖြူမျိုးညဝရီရေတဲ့စခန်းဌာနချုပ်မှာသူရောက်ရှိနေပြီအေအေဘက်ကဒီတရင်ကိုကြားကြားချင်းထိုးစစ်များရက်တန့်သွားကနောက်ပြန်ဆုတ်သွားတယ်ဆိုတဲ့တရင်စကြရတော့တာပဲအေအေတွေကြောက်မယ်ဆိုလဲကြောက်ချင်စရာပဲကိုသူကအကျန်းဆုံးနေပြီစီးလေးကတယောက်ဟိုတလောကအေအေတွေစစ်တွေမျိုးကို 6ချိန်တန်တန်ရမလားဆိုပြီးလာတိုက်ပြီမယ်အေအေနဲ့ဘရက်တွေဘာမှနန်နိုင်ထုံချိန်မုံမှုအောက်မှာအလူလဲအတုံးယုံခံခဲ့ရပြီးနောက်ပြန်ဆုံးသွားရတယ်ဒီတင်းကိုအေအေဘက်ကလည်းမထုတ်ပြန်သလိုဘာမှနန်နိုင်ထုံကလည်းအေးတီယူလုပ်ပြီးပြောမနေဘူးဘာဖြစ်လို့လဲဆိုဘာမှနန်နိုင်ထုံတို့ကဒီလိုအောင်မြင်မှုမျိုးကစမ်းမှမစမ်းကြတော့တာသူ့အတွက်ကရှုံနေမှုတွေကမှစမ်းကြနေသလိုမျိုးတယုံတယုံစစ်ပွဲတွေထဲလဲသူတိတ်မပါဝင်ခြင်းဘူး တိုင်းရင်းသားတွေကိုအနိုင်ကျင့်ရကြမှာဆိုလို့တဲ့ဒါကြောင့်သူ့အချိန်တော်တော်များများကိုတက်မတော်ရဲ့နေလက်ဆက်ဆံရေးကဏ္ဍမှာပဲအချိန်ဖြုံးကုံဆုံးလေးရှိတယ်တက်မတော်ရဲ့လော်ဘီတွေဟာတက်စခန်းတွေတင်ခံလာရတာမြို့တွေတင်ခံလာရတာများလာတော့သွားမနနိုင်ထွန်းကိုတောင်းဆိုလာကြတယ်ဒီလိုနဲ့ဗိုလ်မှူးနနိုင်ထွန်းဟာအားလုံးရဲ့တောင်းဆိုမှုကြောင့်ခြေတန်းစစ်မီပြင်ပေါ်တပ်ဖန်ပြန်လဲရောက်ရှိလာတယ်လို့ပဲဆိုရပါတော့မယ်ဒီထဲမှာမှာဘာမှနနိုင်ထွန်းဟာ ရခိုင်စစ်မြေပြင်ကိုရွေးချယ်လိုက်တဲ့အတွက်အေအေဒီအတွက်တော့ငွေကြောက်ကြိုက်ပြီးဆိုတာပါပဲတတွင်အမှန်တွေတင်ဆက်ပေးနေတယ်